ဒီမိန်းကလေးကြည့်ရတာတာမန်မိမဲ့သူ့အောက်ပိုင်းမှာအံ့ဩစရာအရာရှိနေပါရဲ့။နောက်ဘက်ကနေပြန်လဲကြိုးဆူလိုက်ပါရဲပြိတက်ကြီးရဲ့။အခုပြထားတဲ့မိသားစုတပ်ပုံတွေကမိန်းကလေးကိုတင်မြင်ပါသလား။အဲ့ဒီကလေးမဟာကြည့်တော့တာတာမန်မိမဲ့သူ့ရဲ့အောက်ပိုင်းမှာအံ့ဩစရာအရာတစ်ခုရှိနေပါရဲ့။အဲ့ဒီမိန်းကလေးကဘာတူလဲ။သူ့မမှာဘာအံ့ဩစရာရှိနေတာလဲ။သူ့မဘွားမှာဘာရီကြုံတွေ့ခဲ့ရသလဲ။ဒီလေးမှာတော့တင်သားရမ်းလိုချင်စိတ်ရှိပြီးဖြစ်လာသမျှကိုလုံးတိုက်တိုက်ကြားကြိုက်ကြိုက်နဲ့ရင်ဆိုင်တိုက်ပွဲဝင်ချင်စိတ်ရှိမဲ့ဆိုရင်အရာအလုံးဖြစ်နိုင်တယ်ဆိုတာသက်သေပြမယ်။ မယုံနိုင်စရာဖြစ်ရမှန်ဇလန်တပုတ်ကိုမျှဝေပေးသွားပါမယ်။မိန်းကလေးတယောက်ရဲ့ဘဝဟာဒီမရဲ့ခံနိုင်ရရှိမှုတိတ်ပိုင်းဖြတ်မှုနဲ့ပြင်းပြတဲ့စိတ်ကူးအိမ်မက်ရဲ့စွမ်းအားတွေကြောင့်အလောကလုံးကမဖြစ်နိုင်ဘူးလို့ထင်ခဲ့ထားတာတွေအမှန်တကယ်ဖြစ်လာခဲ့ပါရဲ့။ဘဝဆိုတာတကယ်တမ်းတော့ခါသီးတာပါရဲ့။သူကတချို့လူတွေအပေါ်ကိုအယံကူညီထောက်ပံ့ပေမဲ့တချို့လူတွေအပေါ်တော့ရက်ဆက်ရုံမာတော့ပါရဲ့။လူတွေကိုလုံးဝမမျှော်လင့်ထားတဲ့အခြေအနေတွေကြားရင်ရှင်းတန်းစေပြီးခံနိုင်ရည်ကိုကဲဆန့်တတ်ကြပါရဲ့။အချို့လူတွေကတော့စူးစမ်းရင်းလက်လျှော့သွားကြပေမဲ့အနေငယ်သောသူတွေကတော့ ခေါင်းကုံပေါ်ရင်ကိုကော့ပြီးသူတို့အိမ်ဘက်တေးကိုလုံးဝအရှုံးမပေးဘဲလောကရန်ကိုရင်ဆိုင်တိုက်ပွဲဝင်နေကြပါရဲ့2021ခုနှစ်ရဲ့အေးမြတဲ့နေ့လေးတစ်နေ့မှာ Gabby School ဆိုတဲ့ဂိုးနေရွယ်ကလေးမှဟာရွှေရွှင်စွာနဲ့ရေခဲပြင် skate စီးနေခဲ့ပါရဲ့ဒါပေမဲ့သူမဆူဆူရွရွချော်လဲသွားခဲ့ပါရဲ့ဆဆချင်းမှာတော့ရိုးရိုးဒူပေါင်းပုံးပဲတာတော့ပဲတွေ့ရပါပဲနောက်ပိုင်းမှာတော့သူမနာတော့သူမမယုံနိုင်တော့တဲ့အထိကျိုးရွားတဲ့ယာကြီးတစ်ခုဖြစ်နေတာကိုသိလိုက်ရတာပါဈေးခူတာဆစ်ဆဲမှုတွေဇာဝင်နေတဲ့အချိန်ဆွေးနွေးမှုတွေဇက်တိုက်ပြုတ်လုပ်ပြီးတဲ့နောက်မှာတော့ ဂုံးနေအရွယ်သမီးလေးကဗီလေးဟာအရွယ်နဲ့မလိုက်အောင်ဆိုးရွားလာတဲ့အော်စထရီကိုမတ်စ်ရဲ့ယောဂရှိနေပါရယ်အဲ့ဒီတရင်ကိုကြားပြီးသူ့မိသားစုဝင်တွေနဲ့အကြီးအကျယ်လျှော့ရခဲ့တယ်လို့ပြီးခင်ဖြစ်သူဟာလည်းပဲမေးလဲသွားတဲ့အခြေဖြစ်ခဲ့ရပါရယ်ဘာလို့လဲဆိုတော့ဒီယောဂဟာမြေထန်လုံးနဲ့အယိုးကန်ဆာယောဂဖြစ်ပြီးနာကျင်ရလုံးလို့လှုပ်ရှားမှုခက်ခဲလို့နဲ့ကန်ဆာယောဂဖြစ်နေလို့ပါပဲသူ့အရွယ်မှာအပူပင်ကင်းကင်းနဲ့စောကစားနေရမဲ့ကဗီလေးဟာအရွယ်နဲ့မလိုက်အောင်ပဲကန်ဆာယောဂနဲ့သစ်ပွဲဆင်နွှဲရပါတော့တယ် လူတိုင်းသိကြတဲ့အတိုင်းပဲလှုပ်ရှားမှုမရှိတဲ့စစ်ပွဲဆိုတာကမ္ဘာပေါ်မှာမရှိသေးပါဘူး။ GB လေးအာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရပါခက်ခဲကြမ်းတမ်းတဲ့၃လကြာဒါရုခုထုံးဒီကိုခံယူရပါတော့တယ်။ဇိုးရွားလုံးနဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရပေမဲ့ GB ဟာသူမရဲ့ယောဂါကိုတိုက်ဖြတ်နိုင်ဖို့ခိုင်မာစွာနဲ့ပဲစိတ်ပိုင်းဖြတ်ထားခဲ့ပါရင်မိဘတွေကတော့သူမရဲ့ရဲစံတက်တီနဲ့အကောင်းမြင်စိတ်ကိုမြင်ပြီးအံ့ဩသွားရတဲ့အထိကို GB လေးဟာစိတ်ဓာတ်မှကျောလာတာပါ။ကမ်မိုသဲရပီလို့ခေါ်တဲ့ဒါရုခုထုံးလုပ်ပြီးတဲ့နောက်မှာတော့ ရှားဝင်းနေဟာ Ration Plus D ဆိုတဲ့ကုသိုလ်နည်းကိုလှူဆောင်မှုအတွက်အကြံပြုခဲ့ပါရင်အဲဒီနောက်မှာတော့ကင်ဆာရောဂါကြောင့်ထိခိုက်ခဲ့တဲ့ Gabby ရဲ့ဒူးရုပ်ကိုဖယ်ရှားပြတဲ့အခါခရောင်းရဲ့အပိုင်ကို180ဒီဂရီအထိလှမ်းပလိုက်ပြီးခန္ဓာကိုယ်ကိုပြန်ဆက်ခဲ့ရပါရင်အဲဒီလိုမျိုးခြေထောက်ကိုဖြတ်တောက်ပြီးတော့ပြောင်းပြန်လဲပြန်ဆက်လိုက်တဲ့နေရာကမိကမိရသူအဖို့တော့အတော်လေးကိုမှတုံလို့ဖို့ကောင်းတာပါဒါပေမဲ့သူမအနာဂတ်မှာလှူရှားသွားလာနိုင်ဖို့အတွက်ဒီနည်းပြင်တခြားရွေးစရာနည်းလမ်းတော့မရှိတော့ပါဘူး Gabby ရဲ့မိဘတွေဟာ Gabby ရဲ့ဂျန်နယ်လာတဲ့ဒီခီးမှာ အေးပါလာတဲ့ကဏ္ဍကနေပါဝင်ခဲ့ပြီးတမိဖြစ်သူကိုတောက်တိုင်နေဖြစ်ရှိပြီးခဲ့ပါရင်သူတို့ဟာတမိဖြစ်သူကဘီကိုငယ်သေးလို့ဆိုပြီးဖဲမထားပဲအမေတွေကိုတတိယစားနားထောင်ပြီးခဲ့ကဇွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါရင်နောက်ပြီးတော့ Racial Blast ဒီလောက်ထားတဲ့လူတွေရဲ့နေစဉ်ဘဝနေထိုင်ပုံဗီဒီယိုတွေကိုဒါမီတာဖတ်၃ယောက်လဲလူလူကြည့်ပြီးခဲ့ကြပါရင် Racial Blast ဆိုတာဟာပုံမှန်တဲ့ဆိုတာပါလွယ်လို့ကျန်တာလုံးဝအားနေချက်မရှိဘူးဆိုတာသိလာရပြီးတဲ့နောက်အဲ့ဒါကိုကြော်ပြီးကိုယ့်ရဲ့အရေးသွေးကိုသာအာယုံဆိုင်မယ်ဆိုရင် အမဆုံးရှုံးစရာမရှိတော့ဘဲရာရာတိုင်းကိုရနိုင်တယ်လို့သူတို့တမီးကိုအားပေးခဲ့ပါတယ်။မိမရရဲ့ပတ်မှုကူညီမှုနဲ့ပြည်သူဘောဆောင်တဲ့အပြင်နေကြောင်းဂဲဘီဟာသူမရဲ့ခွဲစိတ်မှုကိုတတိရှိရှိရင်ဆိုင်နိုင်ခဲ့ပါတယ်။ဂဲဘီဟာခွဲစိတ်မှုအပြီးမှာအိမ်မက်တစ်ခုကိုပဲခေါင်းနဲ့ထည့်ထားပါတယ်။အဲ့တော့ကတော့သူမပြန်ပြီးတော့ကနိုင်မှုပါတဲ့။သူမဟာဒူးမဖြတ်ပြီးတော့ကဘဲလီအကောက်ကိုအယံဝါသနာပါခဲ့တဲ့သူပါ။ဒါကြောင့်ဒူးဖြတ်ခံရပြည့်တဲ့နောက်မှာလည်းဘဲလီအကောက်ကိုဆက်လက်လှုပ်ဆောင်ခြင်းခဲ့ပါတယ်။ဒါမှမဟုတ်သာဆိုရင်လက်လျှော့မိနိုင်ပေမဲ့ စိတ်သက်ခိုင်မာတဲ့ဂဲဘီလေးကတော့မိဘရဲ့ပံ့ပိုးကူညီမှုနဲ့အတူနာကျင်မှုနဲ့အကြောင်းရင်းမှုတွေကိုကြော်လွားခဲ့ပါတယ်။ဒါပေမဲ့ဒါဟာဘာမှမလုပ်ရသေးဘဲနဲ့အရာအလုံးလွဲကူချောမွေ့စွာနဲ့အောင်မြင်သွားတဲ့စိတ်ကူးရင်စက်လန်းတော့မဟုတ်ပြန်ပါဘူး။ဂဲဘီဟာကြိုးစားတဲ့လမ်းတစ်လျှောက်မှာအခက်ခဲတွေအများကြီးနဲ့ကြုံတွေ့ခဲ့ရပါတယ်။သူမခြေထောက်ကိုဖြုတ်ပြီးပြန်တက်ရတဲ့အချိန်ဆဆချင်းမှာတက်သေးခြင်းနဲ့အထိစူးစူးဝါနာကျင်ခဲ့ရပါတယ်။နာကျင်မှုကိုမခံစားနိုင်လို့ခြေထောက်ပေါ်ကိုအားရောမထည့်ရတဲ့အထိပါပဲ။အနည်းကျော်တော့ထရိုင်နာတွေနဲ့အကြိမ်ကြိမ်လေးကျင့်ပြီးခဲ့မှာ အခုမလို့တဲ့ပထမဦးဆုံးခြေလှမ်းကိုလမ်းနိုင်ခဲ့တာပါဒါပေမဲ့အဲဒီနောက်မှာတော့ဂျိုးစားမှုရဲ့အသီးပွင့်တွေကိုခန်းစားလာရပြီးစတိတ်စင်ပေါ်မှာဘဲလီအကောက်ကိုဝင်ကြွားစွာကနိုင်ခဲ့ပါပြီဈေးရုံကရင်ကနေအကာစီမြင့်ပေါ်ရောက်လာနိုင်ခြင်းကကေဘီရဲ့စိတ်ပိုင်းဖြတ်မှုနဲ့ခံနိုင်ရည်အတွက်သက်တည်ပြချက်တစ်ခုပါပဲကေဘီစကော့ဆိုသူဟာအခုအသက်၁၄နှစ်ရှိပါပြီဒီဘက်လိုမျိုးကန်ဆာဖြစ်နေတဲ့ကလေးတွေကိုကူညီလေးချင်ပေးပြီးစိတ်ဓာတ်ကွန်အားပေးတာတွေကိုလည်းလှုပ်ဆောင်နေပါတယ်အနာဂတ်မှာကေဘီဟာကန်ဆာရောဂါပျောက်ဆေးကိုရှာဖွေတွေ့ရှိတဲ့ဆရာဝန်တဦးဖြစ်လာဖို့လဲညီမန်းထားတယ်လို့ဆိုပါတယ် သူလိုကန်ဆာယောဂသည်တော်မှယောဂကိုအနိုင်ယူပြီးခြေထုနဲ့အသက်ရှင်ကအရာအလုံးကိုနောက်တစ်ချိန်ထပ်ကြိုးစားနိုင်တာဒါမလူရီဘာကြောင့်ဘဝကိုအရှုံးပေးရမလဲလို့သူမကဆိုထားပါသေးတယ်။ပရိသတ်ကြီးရဲ့ဂဲဘီယံဘဝဆန်လည်းကကျွန်တော်တို့ဘဝကိုတင်ကန်းစာတစ်ခုပေးလိုက်တာသတိထားမိပါသလား။တင်းရဲ့အိမ်မက်ကိုဖြည့်ဆည်းပေးနိုင်သူဟာကာယကံရှင်တင်းကိုယ်တိုင်ပဲဖြစ်ပါရဲ့။တရားမြမမဟုတ်ဘူးလို့တင်းကိုပြောချသူတွေရဲ့စကားကိုနားမဝင်ပါနဲ့။တင်းကိုယုံကြည်ပေးလက်ညှိုးပေးပြီးအားပေးထောက်ခံသူတွေနဲ့သာတင်းကိုတင်းဝင်းရံပေးပြီးကြိုးစားမယ်ဆိုရင်တော့တင်းလိုချင်တာဖြစ်နိုင်ပါရဲ့။ ဒီနေ့စီစဉ်လေးကတော့ဒီလောက်ပါပဲဗျ။နောက်ထပ်လည်းစေဝင်စားဖို့ရအကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါဦးမယ်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။